တခါတုန်းကရွာတရွာမှာရာမတ်နဲ့သူ့ရဲ့ဇနီးမာလီတို့နေထိုင်ကြတဲ့ရာမတ်ဟာအရင်ရိုးသားပြီးသဘောကောက်တဲ့သူတယောက်ပေါ့သူဟာသူ့ရဲ့အိမ်မှာနမတကောင်နဲ့နွာလာတကောင်ကိုအရင်ရှိခင်စွာ မွေးမြူထားပါတယ်အဲ့ဒီရွာကမြေပိုင်ရှင်ဌနာဒုက္ခက ရာမတ်ရဲ့ကြိုးစားမှုကြောင့်သူ့ကိုအလုပ်အတွက်အမြဲခေါ်လေးရှိပါတယ်နေ့တနေ့ရမနက်ခင်းမှာရာမတ်ကသူ့ရဲ့နှွားတွေကိုအစာရေစာကျွေးပြီးအိမ်ထဲကို ပြန်ဝင်လာပါတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့ဇနီးမာလီကရာမန်နာကိုလာပြီးအခုလိုပဲပြောလိုက်ပါတယ်။ယောက်ျားကြီးကျမရှင်ကိုပြောချင်နေတာကြာပြီ။ကျမတို့ရဲ့ဒီနမကိုရောင်းပြီးတော့ဈေးတက်ကနေအတိတ်တကောင်ဝယ်လိုက်ရအောင်လေ။ကျမတို့ကအစာတွေကျွေးနေပြီမဲ့ဒီနမကကျမတို့အတွက်အကျိုးမှမဖြစ်ထွန်းတာ။ဒီနမကနေကျမတို့တွေဘာမျက်ဆုံးမှမရဘူးလေ။အခုတော့ဒီနမကိုအလကားတက်တက်မွေးမြူထားနေရတာ။မိမရဲ့အဲ့လိုလည်းမဟုတ်သေးပါဘူးဟာ။ မဟုတ်ဘူးရှင်အိမ်မှာတိရိစ္ဆာန်ဝင်းမြူထားရင်လူတိုင်းကရှိခင်ကျင်နာစေရှိကြတာမှန်ပါတယ်ဒါပေမဲ့ရှိခင်ယုံတတ်တဲ့ဘာအမျက်စုံးမမရနိုင်ဘူးရှင်နည်းပြန်ကြရင်သူနှုတ်ညစ်ပေးတာတောင်ရက်သွားနိုင်တယ်ကြာလာရင်ကျမတို့အကြီးအကျယ်ဆုံးရှုံးမှုဖြစ်လာနိုင်တယ်ငါရှိနေသေးတော့ဒီကောင်ဟာငါတို့နဲ့ပဲအတူရှိနေမှာဘသူစီကိုမှလည်းငါမပေးနိုင်ဘူးသူနဲ့ခွဲပြီးငါလည်းစိတ်ရှင်းရှင်းသာသာနေနိုင်မှာမဟုတ်ဘူးဒီလိုပြောပြီးရမတ်ကစိတ်ဆိုးပြီးတော့အိမ်ကနေထွက်သွားပါတော့တယ် ူတို့နှစ်ယောက်စကားပြောနေတာကိုအိမ်အပြင်မှာလဲလျောင်းနေတဲ့နှမကကြားသွားပါတယ်။ငါတို့ရဲ့သခင်ကငါတို့ကိုဘယ်လောက်တောင်ရှစ်လိုက်တယ်လဲ။ငါကသူ့အတွက်လိုအပ်တဲ့နှုတ်တွေမပေးနိုင်တာတောင်သူကငါ့ကိုမယောင်ပြစ်ဘူး။ငါသခင်ကငါ့ကိုအရင်ရှစ်တယ်လို့ငါလည်းသူ့အပေါ်တစ္ဆာရှိရှိနေမယ်။ရနေငယ်ကြပြီးတဲ့နောက်မှာမာလီကအခုလိုပဲစဉ်းစားတဲ့ငါယောက်ျားကတော့ဒီနှမကိုဘယ်တော့မှယောင်မှာမဟုတ်ဘူး။ဒါပေမဲ့ဒီနှွားတွေကိုအစာကျွေးနေလို့လည်းဘာကျိုးမြတ်မှလည်းမရှိဘူး။ ီနမကိုရောင်းပြီးနမအစ်တကောင်ဒါမှမဟုတ်ကျွဲမတကောင်ဝယ်လိုက်ရင်နှုတ်တွေအများကြီးရနိုင်တယ်သူမဒီလိုစဉ်းစားနေတဲ့အချိန်မှာပဲတငယ်ချင်းဖြစ်တဲ့ဂီတာဟာရောက်လာပါတော့တယ်။မာလီကသူ့တငယ်ချင်းဂီတာကိုဒီအကြောင်းပြောပြလိုက်တာပေါ့။မာလီရေငါနည်းရဲ့ရှင်တွေကိုကောင်းကောင်းနားလဲပါတယ်။ဘာလူကနင်တို့ရဲ့နွားတွေကိုဝယ်ချင်နေတာလေ။နင်တို့ကိုရောင်းလိုက်ပါလား။ဒါပေမဲ့နင်ယောက်ျားတော့မသိစေနဲ့ပေါ့။ ဂီတာကမြေပိုင်ရှင်ရဲ့လက်အောက်မှာလှုပ်လှုပ်ရှင်နေပြီးရာမတ်ကိုမနာလိုဖြစ်နေတဲ့ဘာလူဆိုတဲ့သူကိုရောင်းလိုက်ဖို့အကြံပေးပါတော့တယ်။ဘာလူဟာရာမတ်ရဲ့နှွားတွေကိုသာဝယ်ယူနိုင်ရင်ရာမတ်အလုံးမလုံးနိုင်တော့ပဲမြေပိုင်ရှင်ကသူ့ကိုသာလှုပ်ခန့်လိုက်မယ်လို့ယုံကြည်နေတဲ့သူပေါ့။ဒီလိုပြောပြီးဂီတာလည်းသူ့ရဲ့အိမ်ကိုပြန်သွားပါတော့တယ်။တချိန်တည်းမှာပဲရမတ်အလုံးလုံးနေတဲ့လေကွင်းအနီးမှာမြေပိုင်ရှင်နဲ့ရွာသားတယောက်စကားပြောနေတာကိုဘာလူကြားလိုက်ပါလဲ။ ရာမတ်ကိုကြည့်လိုက်ပါဦး။သူ့အတွက်ဘာမှအတုံးဝင်တော့တဲ့နမကိုဆက်ပြီးတော့မွေးထားတာလေ။ဘာပဲပြောပြောလုံးလုံးတဲ့နေရာမှာတော့ရာမတ်ကိုကြော်လွန်နိုင်တဲ့သူဘယ်သူမှမရှိဘူး။ငါသူ့ကိုတတိထားမိကြကြပြီ။သူ့လိုမျိုးယူသားတဲ့အလုပ်သမားကိုငါမတွေ့ဘူးဘူး။ညပိုင်းရှင်ရဲ့စကားကိုကြားတော့ဘာလူကအရန်ကိုမနာလို့ဖြစ်သွားပါတယ်။ပြီးတော့သူကအခုလိုစဉ်းစားတဲ့ငါထပ်ပို့ပြီးစ조사တဲ့အလုပ်သမားဒီရွာမှာဘယ်သူမှမရှိဘူး။ရာမတ်မှာသူ့နွားရည်တာမရှိရင်သူဒီလိုလုံးလုံးနိုင်မှာလည်းမဟုတ်ဘူး။ အဒီလိုနဲ့ဘာလူဟာရမတ်အပေါ်မနာလို့စိတ်ပြင်းကြနေပါတယ်။နောက်တနေ့မနက်မှာဂီတာနဲ့ဘာလူဟာရွာရဲ့လမ်းကလေးမှာရုတ်တရက်ဆုံတွေ့လိုက်ကြပါတယ်။ဟဲဂီတာနင်နေကောင်းရဲ့လား။ငါနေကောင်းပါတယ်ဘာလူ။ငါနေ့ကိုတခုပြောစရာရှိတယ်။ပြောလေဂီတာဘာကြောင့်ပြောချင်တာလဲ။မာလီကသူ့အင်္ဂါနမနိုးသိမ့်မထွက်လို့ရောင်းချင်နေတာ။ဒါပေမဲ့သူ့ရဲ့ယောက်ျားရမတ်ကမရောင်းချင်ဘူးလေ။ရမတ်ကအဲ့ဒီနမကိုအရင်ရှစ်တာ။ဒါကအခွင့်ကောင်းမယ်။ ရမရဲ့နမကိုသူ့ရဲ့မိမကရောင်းချင်နေတယ်။အဲ့ဒီနမအပြင်သူ့အိမ်ကနွားလာကိုပါငါတို့ဝယ်လိုက်ရင်အဲ့ဒီနောက်ပိုင်းသူမြေရှင်စီမှာအလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူး။အဲ့ဒီအချိန်ကြာရင်မြေရှင်ကအလုပ်အလုံးကိုငါ့ကိုပဲပေးလိမ့်မယ်။အဲ့ဒီလိုပြောပြီးဘာလူနဲ့ဂီတာတို့နှစ်ယောက်ဟာမာလီရဲ့အိမ်ကိုသွားခဲ့ကြပါတယ်။မာလီရဲ့အိမ်ကိုရောက်တော့ဘာလူဟာအခုလိုပဲပြောလိုက်ပါတယ်။မာလီရဲ့ငါနင်တို့ရဲ့နမကိုဝယ်ချင်တယ်။ဒါပေမဲ့နမတသက်ပဲလည်းမလိုချင်ဘူး။ နေ့မှရှိတဲ့နွားလာကိုပါပူတွဲပြီးလိုချင်တယ်။ငါဈေးကောင်းကောင်းပေးပါမယ်ဟာ။ဒီနွားတွေကိုရောင်းဖို့ကတော့ကျမသဘောတူပါတယ်။ဒါပေမဲ့ကျမယောက်ျားကတော့သဘောတူမှာမဟုတ်ဘူး။သူနဲ့မတိုင်မြင်မဲလဲဒီနွားတွေကိုရှင်တို့စီရောင်းလို့မရဘူးလေ။အခုပါလို့ရမလဲဆိုတာကျမကိုယ်တိုင်တော့မသိတော့ပါဘူး။မာလီဒီနွားတွေကိုရောင်းဖို့နင်သာဆန္ဒရှိတယ်ဆိုရင်ပြောပါ။ငါမှအစီအစဉ်တစ်ခုရှိတယ်။ဘာအစီအစဉ်လဲဘာလို့ရဲငါ့ကိုတိကျပြောပါဦး။ ဒီလိုဟဒီနွားတွေကိုနင်အောင်လိုက်တယ်ဆိုတာရာမတ်မသိစေနဲ့လေဘာလူရဲ့စကားကိုကြားတော့မာလီကနွားတွေရောင်ဖို့သဘောတူလိုက်ပါတယ်ဘာလူနဲ့ဂီတာလည်းအင်္ဂလိပ်ပြန်သွားတော့တာပေါ့သူတို့ပြောနေတာတွေကိုအဲ့ဒီနားမှာရှိတဲ့နမကကြားနေပါတယ်နမကတော့တခင်ဖြစ်သူရဲ့မြစ်တာကိုသိတဲ့အတွက်သူတို့ပြောနေတာကိုကြားပြီးဝမ်းနဲ့မျက်ရည်ကျနေတော့တာပေါ့ရာမတ်အိမ်ပြန်ရောက်ပြီးနွားတွေကိုအစာကျွေးဖို့လုပ်နေတဲ့အချိန်မှာနမမျက်ရည်ကျနေတာကိုရာမတ်တွေ့လိုက်ပါတယ် ရမလည်းစိတ်မကောင်းဖြစ်ပြီးနမကြီးကိုအခုလိုပဲမေးလိုက်တဲ့။နမကြီးရေနင်ပါဖြစ်နေရလဲဘာလို့ငိုနေတာလဲ။ငါမရှိတော့နင်းကိုတယောက်ယောက်ကနှိမ့်ဆက်လို့လား။မာလီရေငါတို့ရဲ့နမကြီးကဘာလို့ငိုနေတာလဲ။ယောက်ျားရေရှင်ရဲ့နမကြီးကိုဘယ်သူကနှိမ့်ဆက်မှာလဲ။သူ့ကိုအစာရေစာလဲအလုံးကျွေးနေတာပဲ။တနေ့လုံးလဲအေးအေးဆေးဆေးနေနေရတာပဲ။ဒါပေမဲ့နွားတို့လည်းကောင်းကောင်းမနေရဘူးလေ။ဒါကြောင့်ကျမတို့ပဲဆုံးရှုံးရတာပါ။သူကတော့ဘာဒုက္ခမှမရှိပါဘူး။သူငိုသည်ဖြစ်စေမငိုသည်ဖြစ်စေဘာရေးကြည့်လို့လဲ။ ရှင်နဲ့ကျမကြမှာဘာမှဖုံးခွဲထားစရာမရှိပါဘူး။ရှင်ကဘာလို့၎င်းနေစိုးရိမ်နေရတာလဲ။တိရစ္ဆာန်တွေရဲ့မျိုးလုံးတွေကမျက်ရည်ထွက်တာကပုံမှန်ပါပဲ။ဒီအိမ်မှာရှင်သူ့ကိုဘလောက်တောင်ဂရုစိုက်တယ်လဲ။သူဘာမှမဖြစ်ပါဘူးယောက်ျားရဲ့။မဟုတ်ဘူးမာလီ။ငါစိတ်တွေထင်နေတယ်။တခုခုတော့ဖြစ်နေတယ်လို့ငါထင်တယ်။သူကငါ့ကိုတခုခုပြောချင်နေပုံရတယ်။ဒါပေမဲ့သူပြောလို့မရဘူး။တော်ပါတော့ယောက်ျားရဲ့။ရှင်ကဒီနွားတွေကိုအရင်ရှစ်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုဆိုပြီးအလကားတခုခုတွေးနေပါနဲ့။ ကျမအခုပဲတလေးဆန်ဆရာဝန်ကိုသွားခေါ်လိုက်မယ်။သူလာကြည့်ပါစေ။တခါတလေဒီနမနေမကောင်းတာလည်းဖြစ်နေနိုင်တာပဲလေ။ကောင်းပြီလေတလေးဆန်ဆရာဝန်ကိုတော့ငါပဲသွားခေါ်လိုက်ပါမယ်။ဒီလိုပြောပြီးရမတ်ကတလေးဆန်ဆရာဝန်ကိုခေါ်လာပါတော့တယ်။ဆရာဝန်ရောက်လာပြီးနမကိုစစ်ဆေးပါတယ်။ရမတ်ကဆရာဝန်ကိုပြောလိုက်ပါတယ်။ဆရာမနေ့ကလေးကကျွန်တော်နမရဲ့မျက်လုံးထဲကနေမျက်ရည်တွေထက်နေတာလေ။ဒါကိုမြင်တော့ကျွန်တော်ရမ်းစိုးရိမ်သွားလို့ဆရာကိုလာပြင်တာပါ။ ရမက်ရေဘာမှစိတ်ပူစရာမရှိပါဘူးတချို့ချိန်တွေမှာတရိတ်ဆန်နေရဲ့မျက်လုံးတွေကသူ့အလိုလိုမျက်ရည်တွေထွက်တတ်ပါတယ်ယောက်ျားရဲ့ကျမရှင်ကိုပြောသားပဲရှင်ကကျမပြောတာကိုမှမယုံတာရှင်ရဲ့နှမကြီးမှာဘာပြဿနာမှမရှိပါဘူးသူကောင်းကောင်းမွန်မွန်ပဲရှိနေပါတယ်ရမက်လည်းစိတ်သက်သာရရပြီးခုလိုပဲပြောလိုက်ပါတယ်ရပါတယ်မာလီရဲ့ဆရာဝန်ကိုတွေ့ပြီးမှငါ့စိတ်ထဲနည်းနည်းအေးချမ်းသွားတာငါတို့ရဲ့နှမကကျမရဲ့ကောင်းတယ်လို့ဆရာဝန်ကပြောသွားတယ်လေ အဲ့ဒီညမှာပဲရမက်အိပျော်သွားတဲ့အချိန်မှာဘာလူဟာရမက်တို့အိမ်ကိုရောက်လာပြီးမာလီကိုနွားဘူးပဆန်တွေပေးလိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီနွားတွေကိုခေါ်သွားလိုက်ပါတယ်။နောက်တနည်းမနဲ့မှာရမက်အိယာကနိုးလာပြီးတင်းကုတ်ထဲကိုနွားစာကျွေးဖို့သွားတော့သူ့နွားတွေမရှိတော့တာကိုတွေ့လိုက်ပါတယ်။ရမက်လည်းအရန်ကိုထိတ်လန့်သွားတော့တာပေါ့။မာလီကြီးငါတို့ရဲ့နွားတွေမရှိတော့ဘူးဟ။ညတော့ငါဒီနားမှာပဲခိုင်ခိုင်မာမာကျိုးနေရှိခဲ့တာပါ။ နွားတွေကဘယ်လိုလုပ်ပြီးပျောက်သွားရတာလဲနွားနှစ်ကောင်စလုံးဒီလိုပျောက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးလေယောက်ျားရဲ့သူတို့ကတရိတ်ဆန်နေပါလူတွေမဟုတ်ပါဘူးတခါတလေတရိတ်ဆန်ဆိုတာသူတို့သွားချင်တဲ့နေရာကိုသွားမှာပဲလေမာလီကတော့ပေါ့ပေါ့ဆဆပြောဆိုလိုက်ပေမဲ့ရမတ်ကတော့သူ့ရဲ့နွားတွေကိုတရွာလုံးပတ်ပြီးလိုက်ရှာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့နွားတွေကိုပြန်မတွေ့ခဲ့ပါဘူးဒါကြောင့်သူယင်းစိတ်မကောင်းဖြစ်ပြီးအိမ်ကိုပြန်လာခဲ့တော့တာပေါ့ မာလီရေငါတို့ရဲ့နွားတွေဘယ်ကိုရောက်သွားတာလဲမသိဘူးငါသူတို့ကိုဒီလောက်ကြာကြီးမွေးမြူထားခဲ့တာအခုတော့သူတို့ကပျောက်သွားပြီလေယောက်ျားရေကျမတို့အခုနွားတစ်တကောင်ဝယ်ပြီးမွေးကြရအောင်လေအဲ့ဒီနွားကနေရတဲ့နှုတ်တွေကိုရောင်းပြီးပတ်စင်ချလို့ရတယ်လေရှင်ဘလို့သဘောရလဲမဟုတ်ဘူးမာလီငါတို့ပင်နွားအစ်စ်မမဝယ်ဘူးငါရဲ့နွားတွေကိုပဲငါပြန်လို့ခြင်းနဲ့အဲ့ဒီအချိန်မှာပဲမြေပိုင်ရှင်ရောက်လာပြီးလေထဲမှာအလုပ်လုပ်ဖို့ရာမတ်ကိုလာခေါ်ပါတော့တယ်ရာမတ်ရေငါမင်းရဲ့အကူအညီလိုတယ် ဒီနေ့ငါရဲ့လက်ကွဲမှာအလုံနဲ့နဲ့လောက်ဆရာရှိတယ်။မင်းမျိုးကွဲလက်တစ်ခုကိုထုံပေးရမယ်။အဲ့ဒီမျိုးကွဲကအချိန်ကြာကြီးတည်တိုင်းထားခဲ့တာ။အခုတော့ငါစိုက်ပျိုးရေးလက်တစ်ခုလောက်လို့ရှင်လို့လေ။မိပိုင်ရှင်ရဲ့စကားကိုကြားတော့မာလီကရာမတ်ကိုအခုလိုပဲပြောလိုက်တဲ့။ယောက်ျားရဲ့ရှင်ဒီခွင့်ရေးကိုလည်းလုံးမခံပါနဲ့။မြေရှင်ကြီးပြောတာကိုနားထောင်ပြီးသူပါလှုပ်ပေးပေးရှင်လို့လိုက်ပါ။ဟုတ်ကဲ့ပါမြင်းရှင်ကြီးရဲ့ကျွန်တော်ခင်ဗျားရဲ့လေကွင်းထဲမှာအလုပ်လုပ်ဖို့အဆင်သင့်ပါပဲ။မနေ့ပြန်ငါစပြီးကျွန်တော်အလုပ်စဝင်ပါမယ်။ ခင်ဗျားအတွက်လည်းထောက်ကူနည်းနည်းဖြစ်မှာပါ။မြရှင်ကြီးရဲ့အခုကျွန်တော်နှွားလေးကကျွန်တော်စီမံမရှိတော့ပါဘူး။အေးကွယ်ဘလို့ဖြစ်တာလဲ။အဲ့ဒီနှွားလေးကိုမင်းရောင်းလိုက်တာလား။မဟုတ်ပါဘူးမြရှင်ကြီးရဲ့ကျွန်တော်ဘယ်သူ့ကိုမှမရောင်းပါဘူး။ဒါပေမဲ့သူတို့ဘယ်ရောက်သွားလဲမသိပဲပျောက်ဆုံးနေတာပါ။အကြောင်းကျွန်တော်ရဲ့နှွားလေးပြင်မတွေ့ခင်မှာကျွန်တော်ရဲ့ခွန်အားနဲ့ပဲအလုပ်လုပ်ပြရစေ။ကောင်းပါပြီ။ဒါဆိုရင်မနေ့ဖြန်ကစပြီးငါရဲ့လေကွင်းမှာအလုပ်ဆက်စင်ပါ။ ဒီလိုပြောပြီးမြေပိုင်ရှင်လည်းသူ့ရဲ့အိမ်ကိုပြန်သွားပါတော့တယ်။နောက်တစ်နေ့မှာရာမတ်ဟာမြေပိုင်ရှင်ပြောတဲ့အတိုင်းသူ့ရဲ့လက်ကွင်းမှာကြိုးကြိုးဆဆနဲ့အလုပ်လုပ်နေတော့တာပေါ့။အဲ့ဒီအချိန်မှာဘာလူရောက်လာခဲ့ပါတယ်။ဘာလူကရာမတ်ကိုအခုလိုပဲပြောလိုက်ပါတယ်။ဟေးရာမတ်ဘာလုပ်နေတာလဲကွ။နာဒုခရဲ့လေကွင်းမှာအလုပ်လုပ်နေတာလားဒီရွာမှာမင်းထက်တော်တဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ဒနာဒုခကမင်းကိုပဲစိုက်ပျိုးရေးလုပ်ခိုင်းနေတာဘာလို့လဲကွာ ဘာကြောင့်မှမရှိပါဘူးဘာလို့ရဒါကမြင်းရှင်ရဲ့သဘောပဲလေသူ့မြင်မှာ သူဘသူ့ကိုအလုံးလုံးစေချင်လဲဆိုတာသူ့ရဲ့သဘောပဲလေငါကုံတိတယ်ရာမတ်ကြီးဒီလေကွင်းကနေအမြင်ရလာရင်တချို့တဝက်ကိုမင်းကိုပေးမယ်လို့ဒနာဒုက္ခကပြောထားတာမလားဒါပေမဲ့ဒီမြင်းမှာတိနဲ့နေပေတော့မှဖြစ်လာမှာမဟုတ်ဘူးမင်းလည်းအမြင်ရမှာမဟုတ်ဘူးဘာလို့ဟာအရေးမနာလို့တဲ့ပုံစံနဲ့ပြောပြီးအဲ့ဒီနေရာကနေထွက်သွားပါတော့တယ် အနှင်းငယ်ကြပြီးတဲ့နောက်မှာရမဲရဲ့ကြိုးစားအားထုတ်မှုကြောင့်လေကွင်းထဲမှာတီးနှံတွေအများကြီးဖြစ်ထွန်းလာခဲ့ပါတယ်။ရမဲရဲ့မင်းငါစိုက်ပျိုးရေးကိုအံ့ဩစရာကောင်းအောင်လုပ်နိုင်ခဲ့တယ်။ဒီတစ်ချိန်မှာတီးနှံတွေအထွက်နှုန်းကောင်းလိမ့်မယ်။မင်းရဲ့လောရက်ကငါ့ကိုရမ်းစိတ်ကျဉ်တ်မှုရစေတယ်။ဒီနေ့ကစပြီးငါ့ရဲ့လေကွင်းတွေအလုံးကိုမင်းမကယူဆိုင်လိုက်ပါ။မင်းလိုရိုသားကြိုးစားတဲ့အလုပ်သမားမျိုးကိုငါဘယ်နေရာမှာမှမတွေ့ဘူးဘူး။ရှင်ရှင်ကြီးရဲ့ကျွန်တော်ကကျွန်တော်ရဲ့တာဝန်ကိုပဲလုပ်ခဲ့တာပါ။ ။မြင်းရှင်ကြီးတာကျွန်တော်ကိုအလုံးမပေးခဲ့ဘူးဆိုရင်ဒါတွေကဖြစ်လာမှာမဟုတ်ပါဘူး။ရမတ်ရဲ့စကားကိုကြားတော့တနာဒုက္ခလည်းပျော်ရွှင်စွာအင်ကိုပြန်သွားပါတော့တယ်။ရမတ်ကနွားတွေမရှိပဲလေကွင်းထဲမှာစူးစမ်းလုပ်ကင်ခဲ့ပြီးတင်းနဲ့တွေဖြစ်တော်နေတာကိုမြင်တော့ဘာလူကမနာလို့ဖြစ်ပြီးအခွင့်ရေးယူဖို့ကြံစီပါတော့တယ်။ဟုတ်တယ်ငါရမက်ဆိုက်ပြောထားတဲ့လေကွင်းတွေကိုနွားတွေနဲ့နင်းရှည်ဖြတ်စီပြရမယ်။အဲ့ဒါဆိုရင်ဒနာဒုခကရမက်ကိုအလောက်ကနေလုံးဝထုတ်ပစ်လိမ့်မယ်။အဲ့ဒီအစားအလောက်အလုံးကိုငါ့ကိုပဲပေးလိမ့်မယ်။ ဲ့ဒီနောက်မှာငါးဆိုင်ပြိုးရေးမှာအမျက်စွန်းတွေအများကြီးရနိုင်မယ်။ဒါဆိုရင်ငါ့မှာပတ်စံတွေလည်းအများကြီးရှိလာလိမ့်မယ်။ဒီလိုတွေးပြီးဘာလူဟာအဲ့ဒီညမှာပဲရာမက်ရဲ့နှွားတွေကိုလယ်ကွင်းစီကိုခေါ်လာခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီနှွားတွေကတိနဲ့တွေပေါ်ကိုနင်းချေဖို့ညှင်းဆန်ပါတော့တယ်။ဘာလူဘလောက်ပဲပြောပြောအဲ့ဒီနွားတွေကလယ်ကွင်းကိုမနှင်းမဲခြောက်နေခဲ့ပါတယ်။ဘာလူလည်းရမ်းထောသားထွက်သွားပြီးအော်ဟစ်လိုက်ပါတော့တယ်။ဒီနွားတွေဘလို့ဖြစ်နေကြတာလဲ။ဘာလို့မသွားတာလဲ ငါပြောတာကိုနင်တို့နားမထောင်ဘူးလားနေအောင်အခုပဲနင်တို့ကိုကောင်းကောင်းသင်္ကန်းစပေးလိုက်မယ်ဒီလိုပြောပြီးဘာလူဟာချိန်ကလုံးနဲ့နှွားတွေကိုလိုက်ရိုက်ပါတော့တယ်နှွားတွေဟာကြောက်လန့်တကြားနဲ့ရမန်ရဲ့အိမ်ဘက်ကိုပြေးလာခဲ့ကြပါတယ်ရမန်ရဲ့အိမ်ကိုရောက်တာနဲ့နှွားတွေဟာအတန်ပေးပြီးအော်ဟစ်နေကြတော့တာပေါ့အဲ့ဒီအတန်ကိုကြားတော့ရမန်နဲ့မာလီတို့ဟာအပြင်ကိုထွက်ကြည့်ခဲ့ကြပါတယ်ရမန်ကသူ့ရဲ့နှမကိုကြည့်ပြီးမေးလိုက်ပါတယ်အခုနင်တို့တွေဘာဖြစ်လာတာလဲနင်ငါ့ကိုတခခုပြောချင်နေတာလား ပြောလေငါဘာလုပ်ပေးရမလဲငါနင်းနဲ့အတူလိုက်ခဲ့ပေးရမှာလားတယောက်ယောက်ကနင်းတို့ကိုအနည်းငယ်ပြုတ်နေတာလားအဲ့ဒီနောက်နမဟာဒနာဒုက္ခရဲ့လက်ကွင်းနေစီကိုဥတီပြီးခြောက်သွားပါတော့တယ်ရာမတ်လည်းနမရဲ့နောက်ကိုလိုက်သွားပြီးလက်ကွင်းနေစီကိုရောက်တဲ့အခါဘာလူဟာလက်ကွင်းနေကိုဖျက်ဆီးဖို့ကြိုးစားနေတာကိုတွေ့လိုက်ပါတယ်ဟဲ့ကောင်ဘာလူမင်းအခုဘာလုပ်နေတာလဲငါဘလောက်တောင်ကြိုးစားပန်းစားဒီတိနံတွေကိုစိုက်ပျိုးခဲ့ရလဲဆိုတာမင်းသိလားငါဘော်ဒေါ်သာထွက်လာနေမင်းဒီတိနံတွေကိုမဖျက်ဆီးလိုက်ပါနဲ့ င်းပြောတာကိုငါကကယူဆရမှာလားငါဒီတိနှံတွေကိုဖျက်ဆီးပြစ်မှာပြီးတော့ဒီနွားတွေကငါရဲ့နွားတွေငါပတ်စံပေးပြီးမင်းရဲ့မိမစီကဝယ်ထားတာမင်းဘာတွေပြောနေတာလဲငါဒီနွားတွေကိုမယောင်းခဲ့ပါဘူးမင်းမိမကိုသွားမိကြည့်လိုက်လေငါမင်းနွားတွေကိုပတ်စံပေးပြီးဝယ်ထားခဲ့တာဘာလူဟာအဲ့ဒီလိုမောင်းမှစွာပြောလိုက်ပြီးလေခွင်းတွေကိုဖျက်ဆီးဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲရမတ်ရဲ့နှွားတွေကဘာလူကိုအဲ့ဒီနေရာကနေမောင်းထုတ်ပြစ်လိုက်တော့တာပေါ့ နွားရီဟာသူ့နောက်ကိုလိုက်တော့ဘာလူဟာကြောက်လန့်တကြနဲ့အသက်လူပြီးပြေးပါတော့တယ်အဲ့ဒီနောက်မှာရာမတ်ကဒေါသတကြီးနဲ့သူ့ဇနီးမာလီကိုကြည့်ပြီးပြောလိုက်ပါတယ်။မာလီမြင့်မာလုံးဝကိုမြစ်တာသိမရှိတော့ဘူးလား။ပစံနှဲငယ်အတွက်နဲ့ဘာလို့ငါရဲ့နွားတွေကို လောဘကြီးတဲ့ဘာလူကိုရောင်းလိုက်ရတာလဲ။မနှင်းကိုအရင်ကတည်းကပြောထားတယ်မလား။ဒီနွားတွေကငါတို့အင်္ဂါလူတွေလိုပဲလို့။အခုကြည့်လိုက်ဒီနွားတွေကမရှိခဲ့ရင်အဲ့ဒီဘာလူကငါစိုက်ပျိုးထားတဲ့ဒီနံတွေကိုဖျက်ဆီးပစ်တော့မှာ။ ဒီနွားတွေကငါတို့ပေါ်သစ်စာရှိလို့ဘာလူကိုငါတို့ဒီနံတွေဖျက်ဆီးဖို့ခွင့်မပြုခဲ့တာဒီနွားတွေကြောင့်သာဒီနေ့ငါတို့ရဲ့ဒီနံတွေဘာလူရဲ့လက်ကနေလွတ်မြောက်ခဲ့ရတာသူတို့ကငါတို့ပေါ်ဘလောက်တောင်သစ်စာရှိလဲဆိုတာနင်အခုနားလဲပြီလားယောက်ျားရေကျမကိုခွင့်လွတ်ပါကျမအရင်ကြီးတဲ့အမတခုလုံးမိသွားပြီပစံနေငယ်အတွက်နဲ့ကျမလော်ဖစောတိုက်ပြီးလမ်းမကိုရောက်သွားခဲ့တယ်အခုတော့မြစ်တာတရားဆိုတာဘာလဲဆိုတာကိုကျမနားလဲသွားပါပြီ။ စကားမပြောနိုင်တဲ့တရဝါရီအပေါ်ကျမတို့ကရှိခင်ကျင်နာမှုပြရင်သူတို့ကလည်းအဲ့ဒီလိုပဲကျမတို့အပေါ်ကျင်ရှိခင်ကြပါလိမ့်မယ်။အဲ့ဒီနောက်မှာမာလီကသူ့ရဲ့နှွားတွေကိုရှိခင်ကျင်နာစွာပြုစုဆောင်ရှောက်ပါတော့တယ်။နှွားတွေကိုအစာရေစာကောင်းကောင်းမွန်မွန်ကျွေးမွေးပါတယ်။ရမတ်ကတော့ဒနာဒုခရဲ့လက်ကွင်းတွေအလုံးမှာဆက်လက်အလုပ်လုပ်ခဲ့တာပေါ့။လက်ကွင်းတွေမှာလည်းအထွတ်နှုန်းကောင်းကောင်းရရှိခဲ့ပါတဲ့။ ဒီလိုနဲ့ရမန်နဲ့မာလီတို့ဟာသူတို့ရဲ့နွားလေးနှစ်ကောင်နဲ့အတူဘဝကိုပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။